အသားအရေအတွက်ဘယ်တော့မှမလုပ်တဲ့အမားငါကိုဒီအမားတွေကိုတရှိနားလဲထားတဲ့အခါကိုယ့်ရဲ့အသားအရေထိမ့်သိမ့်မှုပုံမှန်လုပ်ငန်းစဉ်မှာအကောင်းဆုံးရလဒ်တွေရရှိလာစေမှဖြစ်လို့အဆုံးထိကြည့်ကြည့်ပါနော်နံပါတ်၁မိတ်ကပ်မချက်ဖဲအိတ်ချင်းမိတ်ကပ်နဲ့အနည်းအကျေးတွေက အချိန်ကြာလာတာနဲ့အများအသားအရေထဲကိုစိတ်ဝင်ပြီးဝက်ဆန်အပြင်အရွယ်မတိုင်မီအိုမင်းရင်ရော်မှုတွေကိုရှင်းစေနိုင်ပါတယ် နံပါတ်2အသားအရေကိုရေအလွန်အမင်း6တွေ့အောင်တုပ်ခြင်းရေချိုးပြီးတိုင်းအသားအရေကို တပတ်ကျန်းနဲ့ရေအလွန်မင်း6တွေ့အောင်တုတ်ကြည့်လိုက်ခြင်းဟာအသားအရေကို6တွေ့စေပြီးရာရန်ကအသားအရေပျက်စီးစေနိုင်ပါတယ်။နှင်သာစွာပုတ်တိုက်တုတ်ခြင်းကိုသာပြုလုပ်ပါ။နံပါတ်3ညာဘက်အသားအရေထိမ့်သိမ်းမှုမလုပ်ခြင်း။ညာဘက်ဟာအသားအရေပြန်လည်အားပြည့်စေဖို့အတွက်အချိန်အကောင်းဆုံးဖြစ်ပါတယ်။ ညာဘက်မှာ skin care လုပ်ခြင်းဟာအသားအရေအတွက်အလွန်ကောင်းမွန်ပါတယ်။နံပါတ်၄ကိုယ့်ရဲ့အသားအရေအညိုအစားနဲ့မကိုက်ညီတော့ထုတ်ကုန်ရွေးချယ်သုံးစွဲခြင်းမိမိ၏အသားအရေအညိုအစားကိုတခြားစွာမသိရှိဘဲထုတ်ကုန်များသုံးစွဲခြင်းသည်ရရန်ခြင်းနှင့်အသားအရေကိုကျက်စီးစေနိုင်ပါတယ်။ထို့ကြောင့်တင့်အသားရည်နှင့်ကိုင်းညီသောထုတ်ကုန်များကိုသာရွေးချယ်အသုံးပြုသင့်ပါသည်။ နံပါတ်၅နေအောင်ကြီးကာကွယ်မှုကိုမတည်လို့ခြင်းတုံမဟောမေ့ရခြင်းနေအောင်ကြီးမှထွက်ရှိသောခင်းလျောင်ကြီးများသည် အသားရည်အိုမင်းရည်ရောခြင်းအမဲဆန်များဖြစ်ခြင်းအရေကြားခေစားဖြစ်ခြင်းတို့ဖြစ်စေပါသည်။ဒါကြောင့်အိမ်တွင်း၌ပင်နေအောင်ကာခရင်ကိုနေ့စဉ်မဖြစ်မနေလိမ့်ပေးသင့်ပါသည်။အသားအရေကနေတိုင်းဆောက်ရှောက်ဖို့လိုတဲ့အင်ကာရတစ်ခုတည်းတာမို့အသားအရေအတွက်မလို့တင်တော့အချမ်းညာကိုရှောင်ကျင်သင့်ပါတယ်နော်